ညတိုင်းမှာကဘာရဲ့နိုင်ငံရေးအကြောင်းဆွေးနွေးပါတယ်ကျွန်တော်တို့ဟာစစ်ပွဲများအကြောင်းလဲဆွေးနွေးတယ်စစ်ပွဲရဲ့တက်ကြမှုတွေအကြောင်းလဲဆွေးနွေးပါတယ်ဒီတဲ့တင်များဟာများသောအားဖြင့်ကျွန်တော်တို့ရဲ့အဓိကတဲ့တင်ပါဒါပေမဲ့ဒီညမှာအဓိကတဲ့တင်မမတူပါဘူးကျွန်တော်တို့ဟာမတူတင်တယ်လို့ထင်ပါတယ်ဒါဟာမက္ကဆီကိုကတပ်ပေါ်များနဲ့စတင်ခဲ့ပါတယ်ဒါတွေဟာကလော်ဒီယာရှင်ဖုံးရဲ့တပ်ပေါ်တွေပါသူမဟာမက္ကဆီကိုရဲ့ပထမဦးဆုံးအမျိုးသမီးတမတာပါ တမရဟာလူထဲမှာအပြင်းမရှိနေခဲ့ပါတယ်။သူမဟာသူမရဲ့ထောက်ခံသူတွေနဲ့စကားပြောနေခဲ့ပါတယ်။လူများနဲ့ဆက်ဖီတောင်ရိုက်နေခဲ့ပါတယ်။သူမဟာဒါကိုကြာကြာ လုပ်ခဲ့ပါတယ်။ပြီးမှတခုတခုဖြစ်ခဲ့ပါတယ်။မူးနေတဲ့ယောက်ျားတစ်ယောက်ကသူမစီလာခဲ့ပါတယ်။ပထမမှာသူမမတွေ့ခဲ့ပါဘူး။ပြီးမှသူနီးစပ်လာခဲ့ပါတယ်။နမ်းဖို့စူးစမ်းခဲ့ပါတယ်။မသိတော်တဲ့နေရာကိုတော့ထိဖို့စူးစမ်းခဲ့ပါတယ်။ သူမရဲ့လုံချိုရဲ့ software နောက်ဆုံးမှရပ်တန့်စီခဲ့ပါတယ်သူကိုခေါ်ထုတ်သွားခဲ့ပါတယ်အဲ့ဒီယောက်ျားကိုနောက်မှဖမ်းဆီးခဲ့ပါတယ်မက္ကဆီကိုသမ္မတကတရားရေးဆိုင်ရာလှုပ်ဆောင်မှုယူမယ်လို့ဆိုပါတယ်ဖြစ်ရအကြောင်းကသူမဒီလိုပြောပါတယ်ကျမဒီနောက်ဆုံးမှုကိုခံခဲ့ရပါတယ်အဲ့ဒီအချိန်မှာကျမဟာအခြားလူတွေနဲ့ဆွဲစကားပြောနေခဲ့တယ်ချက်ချင်းဘာဖြစ်နေတယ်ဆိုတာမတွေ့ခဲ့ပါဘူးထောက်ခံအဖွဲ့ကောင်းဆောင်ယွန်ဂျွန်းစီကလာပြီးတော့သူ့ကိုဖယ်ရှားခဲ့ပါတယ်ဗီဒီယိုတွေကြည့်ပြီးမှ ဘာဖြစ်ခဲ့တယ်ဆိုတာကိုနားလည်ခဲ့ပါတယ်။ကျမဟာလူများစွာနဲ့စကားပြောနေခဲ့တယ်ဒီလူဟာအရန်နီးနေတယ်လို့ခံစားခဲ့ရပါတယ်။သူကလုံးဝမူးနေခဲ့ပါတယ်။မူးရစ်စေးတုံးထမလားဆိုတာတော့မသိပါဘူး။တိုင်ကြချက်တင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါဟာမျိုးသမီးတယောက်အနေနဲ့ကျမခံခဲ့ရတဲ့အရာပါ။ကျမတို့နိုင်ငံမှာ မျိုးသမီးတွေခံခဲ့ရတဲ့အရာပါလို့ဆိုလိုခဲ့ပါတယ်။ဒီမှာခဏစဉ်းစားကြည့်ကြရအောင်။ဒီမျိုးသမီးဟာနိုင်ငံတစ်ခုရဲ့တမတာပါ ိုင်ငံခေါင်းဆောင်ပါနိုင်ငံရေးအသားစီများစွာကြော်ဖြတ်ခဲ့တဲ့အမျိုးသမီးပါဒါတော်လူထဲမှာလိန်ဆိုင်ရာတက်ခတ်ခံခဲ့ရပါတယ်နေပူဂျေနေခင်ကြော်တော်မှာဖြစ်ခဲ့ပါတယ်ကင်မရာတွေလုံခြုံရေးနဲ့ထောက်ခံသူများပပလည်းရှိနေခဲ့ပါတယ်သူမဟာနိုင်ငံကိုဥဆောင်တဲ့သူဟာဒါပေမဲ့ယောက်ျားတယောက်ကသူမရဲ့ခန္ဓာကိုသူထိချင်ရင်ထိနိုင်တယ်လို့ထင်ခဲ့ပါတယ်ကျွန်တော်ကတမနာရှိန်ဖုံးကိုချီးကျူးတင်ပါတယ် ဒီဖြစ်မှာသူမဟာတည်ငြိမ်နေခဲ့ပါတယ်။နောက်မှဒါဘလောက်ဆိုးွားတယ်ဆိုတာမတိခဲ့ဘူးလို့ဆိုခဲ့ပါတယ်။ဗီဒီယိုကြည့်ပြီးမှအပြည့်ဝနားလည်ခဲ့ပါတယ်။သူမဟာရည်ကြီးတဲ့အရာတစ်ခုလည်းဆိုခဲ့ပါတယ်။ကျမတိုင်ကြားချက်မတင်ရင်ဒါဟာရဇဝမှုဖြစ်ပေမဲ့မက္ဆီကို အမျိုးသမီးအားလုံးကိုဘာဖြစ်မလဲ။တမရကိုတော့လှုပ်ရင်ကျွန်တော်တို့ကျမတို့နိုင်ငံရဲ့လူငယ်မျိုးသမီးတွေကိုဘာဖြစ်သွားစေမလဲ။ ူမဟာမက္ကဆီကိုစီးတီးမှာရှိတဲ့ရှင်းနေချုပ်ရုံးမှာတိုင်ကြားချက်တင်ခဲ့ပါတယ်။ဒါဟာဒေတာရာဇဝမှုပါ။တူညီတဲ့ယောက်ျားဟာတူညီတဲ့လမ်းမှာအခြားမျိုးသမီးတွေကိုနောက်ဆက်ခဲ့ရဆိုတာပါပဲ။ယခုသူဟာဖန်ဆီခံထားရပါတယ်။သူမမေးခဲ့ပါတယ်။ကျွန်မတိုင်ကြားချက်မတင်ရင်အခြားမက္ကဆီကိုအမျိုးသမီးများကိုဘယ်လိုဥပမာပေးမလဲ။ဒါဟာရေးကြည့်ပါတယ်။မက္ကဆီကိုမှာအမျိုးသမီး၁၀ယောက်ကိုနေ့တိုင်းအသက်ခံရရပါတယ်။အမျိုးသမီးထောင်ထဲကိုလမ်းများမှာ ထိခိုက်ဒါမှမဟုတ်ကြွားပါပါတယ်အမျိုးသမီး၁၀ယောက်မှာ9ယောက်ဟာတတက်တမလိန်နောက်ရှိမှုခံရပါတယ်အမျိုးသမီးမက္ဆီကိုကမြို့သမီးတွေရဲ့90%ရကနှုန်းဖြစ်ပါတယ်။တမနာဂလော်ဒီယာရှင်ဖုံးဟာဥပဒေနဲ့ဥဆောင်မှုစူးစမ်းနေပါတယ်။သူမဟာရခင်ဥဥပမာတစ်ခုချမှတ်နေပါတယ်။ဒါဟာကောင်းတဲ့ခြေလမ်းပါ။ဒါပေမဲ့သူမဟာဒါကိုရင်ဆိုင်ခဲ့ရတဲ့ဆိုတာဝမ်းနည်းစရာပါ။အင်အားကြီးတဲ့အမျိုးသမီးတော်အမြဲလှုပ်ချုံမှုမရှိဘူးဆိုတာပြပါတယ်။ ကဘာတွားဂရန်ဒီကိုကြည့်လိုက်ပါဦးမြို့မီ60ရာခန်းတော့ဟာစစ်ပိုင်းဆိုင်ရာကြံဖက်မှုခံရပါတယ်ဒါမှနောက်ရှက်မှုလိန်ခွဲချအဆက်ခွဲမှုနဲ့အလွယ်သုံးစားမှုတွေပါဝင်ပါတယ်65ရာခန်းတော့ဟာလိန်ဒါမှမဟုတ်လိန်ခွဲချစော်ကားမှုခံရပါတယ်54ရာခန်းတော့ဟာတော့တေမှုဒါမှမဟုတ်လိန်အကြံဖက်ချင်းချောက်ခံရပါတယ်25ရာခန်းတော့ကြော်ကရုပ်ပိုင်းဆိုင်ရာတိုက်ခတ်မှုခံခဲ့ရပါတယ်မြန်မာမီဒီယာယောက်ျားတွေထက်တိုက်ခတ်ခံရခြင်းပုံများပါတယ် အင်အားဟာအမျိုးသမီးများကိုကာကွယ်မပေးပါဘူး။တည်င်းစားလမ်းကလည်းပြောင်းလဲစေပါတယ်။ချာဥမာတွေရှိပါတယ်။2021ခုနှစ်မှာဗြိတိသျှအမျိုးသမီးဆာရာအက်ဖရက်ဟာသူမရဲ့မိတ်ဆွေအိမ်ကနေအလဲပြန်မလာခဲ့တော့ပါဘူး။သူမရဲ့လူသားသမားဟာရဲရရှိပါ။အိန္ဒိယမှာမတိမ်မှုကို76မိနစ်တခါတည်င်းပို့နေပါတယ်။ပြင်သစ်မှာအမျိုးသမီးစစ်စရာကနုံးကြော်ကလူထဲမှာလိန်နောက်ရှမှုခံရတယ်လို့ဆိုပါတယ်။ဂျပန်မှာယထာဘော တိကမုနအရန်လွန်လွန်လို့စကားတခုရှိပါတယ်ជីကန်တဲ့ကဘာတွမ်းမှာအထက်ဆင်ကနဲ့ဒါမှမဟုတ်အထက်အမျိုးသမီး၃ယောက်မှာတယောက်ဟာရုပ်ပိုင်းဆိုင်ရာဒါမှမဟုတ်လိင်အကြမ်းမှုကိုခံခဲ့ရပါတယ်တွေးကြည့်ပါမင်းတီးတဲ့အမျိုးသမီးတယောက်တိုင်းမှာတယောက်ဟာဒါကိုခံခဲ့ရပါတယ်နိုင်ကြီးတိုင်းအမျိုးသမီး၅ယောက်ကို လက်တွဲပေါ်ဒါမှမဟုတ်မိသားစုဝင်တွေကတတ်ပါတယ်နိုင်ငံတိုင်းမှာကိုယ်ပိုင်ဥပဒေနဲ့လှုပ်ရှားမှုတွေရှိပါတယ်မီတူနီအူနာမီနို reclaim deny နဲ့အခြားအရာဖြစ်ပါတယ်ဒါပေမဲ့အမှန်တကယ်မပြောင်းလဲပါဘူးဒါကြောင့်ဒီညမှာတောက်ကိုအမိတကြရအောင်တဟာကဘာလုံးဆိုင်ရပြက်ကွက်မှုဥပဒေရဲ့ပြက်ကွက်မှုရင်ကျင်းမှုရဲ့ပြက်ကွက်မှုပညာရေးရဲ့ပြက်ကွက်မှုခေါင်းဆောင်မှုရဲ့ပြက်ကွက်မှု စနစ်ရဲ့ပြက်ကွက်မှုတမနာမလုံးချုံရင်ចောင်းသူလေးကိုဘယ်လိုအခွင့်အရေးရှိမလဲဘတ်စကားဘောအလို့သမားအမျိုးသမီးတွေရောအိမ်ပြန်လမ်းလျှောက်နေတဲ့သမီးတွေရော ကျွန်တော်တို့ကအမျိုးသမီးများမှန်မျက်နှာကျိုးဖြည့်ရအကြောင်းဆွေးနွေးရတာကြိုက်ပါတယ်ပရောဥဆုံးအမျိုးသမီးတမဒပရောဥဆုံးအမျိုးသမီးဝန်ကြီးပရောဥဆုံးအမျိုးသမီး CEO ကုန်ပြူပါတယ်ဒါပေမဲ့အမျိုးသမီးတွေမှာမုတ်တွင်စကားတွေမရှိတော့ပါဘူး headset တွေမလိုပါဘူးသူတို့ရဲ့လုံခြုံမှုဟာရွေးချယ်စရာမဟုတ်တဲ့ကွာလို့ပါပဲနေပူချိန်မှာတမဒကိုဒါတွေကိုလုံနိုင်တယ်ဆိုရင်မြည်သူမဆူဖြစ်နိုင်ပါတယ်ဒါဟာအမျိုးသမီးတွေအတွက် လုံခြုံတတ်ကဘာမဟုတ်သေးပါဘူး။ဒါပေမဲ့ဖြစ်နိုင်ပါတယ်။ရှင်ဖုံးရဲ့ဖြစ်ရလို့ဖြစ်ရတွေကိုအံ့ဩစရာလို့မဆက်ဆံရင်ဖြစ်နိုင်ပါတယ်။လက်ခံလို့မရတဲ့အရာလို့ဆက်ဆံတင်ပါတယ်။